ရွာကိုပြန်ရောက်လာတဲ့အာယုတို့လို့သူတို့ရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်ပါတယ်ဦးမင်းလင်းပြောပါဦးအော်ဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပုပ်ဝင်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်တဲ့ဗညာပေါ့လေအဲသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ် ရွေးကောက်ပွဲကိုဒါနှောက်ရှက်အဟန့်ဒါဖြစ်အောင်ဖုံးထောင်လာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံးနဲ့ထောင်လိုက်တော့ရောတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာ လှုပ်ဖို့လည်းမတိတ်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုညွန်တောင်းပန်ချင်ပါတယ်ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အတူအရောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားတယ်လို့သိရပါတယ် အဲ့တော့ကျွတ်တို့ရွာသူရွာသားတွေကိုကျောက်တစ်ခုလောက်မြေပြရတယ်အခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြိပက္ခတွေကိုလည်းခင်ဗျားတို့တည်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့ အခုကျင်းပမဲ့ရွေးကောက်ပွဲမှာခမည်းတော်ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ ပြီးတော့ကျွန်တော်တို့နိုင်ငံမှာစုံရှုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်နေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ပဲနဲ့အာလုံအေးချမ်းနေဖို့ဆိုရင်အစိုးရအစ်တရမြ мян ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အာလုံပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာအာကျွန်တော်အနေနဲ့နည်းနည်းဖြစ်ဆုပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ် အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရွေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေတာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီပေါ့အားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြား ဒီတိုင်းပြည်အတွက်ပါကဲဒါတော့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့ တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်မှုအတွက်လာမဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့ခမည်းတော်တွေအားလုံးမဲပေးကြပါစို့လားဗျာမမဘူဝီဝဲဆုံးပြမနဲ့ပဲပဲရက်ကြမယ်လေ ုကူလဆန္ဒသွဲအစိုးရောက်သမားလေးအမီမတူရင်ရစ်စသွားရင်မူပဲဒီခေတ်ဆုံးနောက်ထပ်မကြည့်ဘူးလေ